လက်လက်နေတဲ့စကိုင်းတိုင်းကံမလူမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးကောင်ဆောင်နေရာသစ်ရွေးချယ်ပွဲပြုလုပ်သွားဖို့ရှိတယ်လို့ကံမလူမျိုးနယ်ပြည်သူ့လုံခြုံရေးအဖွဲ့အဖွဲ့ဝင်တူကပြောပါရယ်ကံမလူပါအဖကောင်ဆောင်ဦးစောမြို့ဦးကဦးမဲကောင်ဟာအချုပ်သူတွေကိုလိန်ကျန်းဖတ်မှုကျွလွန်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့တရားရင်ဆိုင်နေရပြီးတာဝန်ကနေယာယီရဆိုင်ခံရရတဲ့အတွက်အခုလိုကောင်ဆောင်တဲ့နေရာရွေးချယ်ဖို့ပြုလုပ်သွားမှာဖြစ်တယ်လို့ဆိုပါရယ်လက်ရှိမှာကံမလူမျိုးနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကောင်ဆောင်နေရာလက်လက်နေပြီးတော့ ဲ့ဒီနေရာအတွက်ဒေသခံပြည်သူလူထုနဲ့တော်လိုင်းအင်အားစုတွေကခေါင်းဆောင်တွေရွေးချယ်ဖို့ဆန္ဒရှိနေကြပြီး UNG ပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့အမိန့်ညွှန်ကြားချက်ကိုစောင့်နေကြတာပါအမိန့်ညွန်ကြားချက်ရပါကလက်လက်နေတဲ့ကမ်ပလူပါပါခေါင်းဆောင်နေရာတဲ့ရွေးချယ်ဖို့အတွက်ကမ်ပလူမျိုးနဲ့အတွင်းမှာရှိတဲ့ဒေသခံပြည်သူလူထုနဲ့တော်လိုင်းအင်အားစုတွေကသဘောကျနှစ်သက်ပြီးခေါင်းဆောင်ဖြစ်စေခြင်းနဲ့တူထားရှိပြီးဖြစ်တယ်လို့ဆိုကြပါတယ်။ လက်ရှိမှာအချုပ်ကျအမျိုးသမီးတွေအပေါ်အလိန်အကျန့်ဖက်မှုကျွလွန်ခဲ့တဲ့ဆိုတော့ကမ်ဘလူပါဟပါခေါင်းဆောင်အပါအဝင်ပါလာဖအဖွဲ့ဝင်တွေရဲ့အမှုစစ်ဆေးနေမှုနောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ဘာမှမသိရသေးဘူးလို့ကမ်ဘလူမျိုးနယ်ပါဟပါအဖွဲ့ဝင်တို့ကပြောပါတယ်။လက်ရှိမှာကမ်ဘလူပါဟပါခေါင်းဆောင်အပါအဝင်၃ဦးကိုဒဇယ်မျိုးနယ်တွင်ဖမ်းဆီးထားတာပါ။